2နာရီ15မှာရှင်ပြိုင်ကစားမယ် EFL Cup Round 4ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Arsenal နဲ့ Brighton တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလှုပ်သွားကြပါမယ်။ကျွန်တော်တို့ key points လေးတွေဆွဲထုတ်ကြည့်အောင်။ဒီလိုဂျာကာလာမှာကစားမဲ့ပွဲမျိုးတွေက squad up ဖြစ်မှုအရင်အရေးကြီးတယ်။ squad up ဖြစ်တဲ့အသင်းကစားမှာပဲ။အသင်းဖြစ်ဖြစ်အသင်းငယ်ဖြစ်ဖြစ်စိတ်ရုပ်တွေမဟုတ်ပါဘူး။လူတွေပါ။အဲ့တော့ကြောင့်ဆွတ်ဆက်ကန်လို့မရပါဘူး။ Brighton လိုမျိုးရွယ်ချက်တစ်ခုမှန်ထားလို့ရတဲ့အသင်းတစ်သင်းအဖို့ရှေ့ပွဲနောက်ပွဲကိုချိန်ပြီးတော့ကန်ရပါတယ်။ဒီပွဲမှာဆွတ်ဆက်ကန်လို့ ဘာဖြစ်မလဲနောက်ပွဲအတွက်ယူရထားတဲ့ယူရချက်လေးတွေပြတ်သားနေဘူးလေလိုပါတယ်ကျွန်တော်ဆိုလိုချင်တာအသင်းအသင်းငယ်မိတိအသင်းမဆိုတပွဲထဲမှာဆွတ်ဆက်ကြုံယုံကံပြီးတခုခုဖြစ်သွားလို့နောက်ပွဲမှာကစားသမားအစုံလင်မပါဝင်နိုင်တာဖြစ်စေ fitness မပြည့်တာဖြစ်စေနီးပြပဲတာဝန်ယူရမှာဖြစ်လို့ကျွန်တော်တို့ကတပွဲထဲကိုတီးတယ်ဗျာသွားလို့လို့မရတပွဲထဲကိုတီးတယ်ဗျာဆိုတော့အသင်းကလည်း squad ဖြစ်ဖို့လိုတယ်ဆိုတော့ ဒီချိန်မှာ squad တက်ဆိုတဲ့ဇကားနဲ့လုံးဝတထရာတည်းဖြစ်နေတဲ့အသင်းဟာ Arsenal ပဲ EPL ရဲ့အသင်း20လုံးမှာ squad တက်ဆိုတာလူစင်းတောင်တင်းမှုဖြစ်မှုကိုပြောတာပေါ့ဗျာဗမာလိုဆိုရင်တော့ Arsenal ဒီလူစင်းအတောင့်တင်းဆုံးဖြစ်ပါတယ်ကျန်တဲ့အသင်းတွေမတောင့်တင်းမှုတောင့်တင်းပါတယ် Man City တို့ Liverpool တို့ Chelsea တို့စသဖြင့်ပေါ့ဒါပေမဲ့လည်း Arsenal ကစားသမားတွေရဲ့တယောက်နဲ့တယောက်ကြားထဲမှာရှိတဲ့နားလည်မှုခုနှစ်အချိန်တွေက တခြားအသင်းရကစားသမားတွေထက်တာတယ်လို့ဒီနေ့ရသည်လူခုံမှုတွေကလည်းအရန်ကစားသမားတချို့ခုံပြီးအသင်းရဲ့မရှိမဖြစ်မန်နိုင်အစားထိုးရမဲ့ခုံမှုတွေလည်း လုတ်တာတယ်အစီအစဉ်တကြတဲ့အကုံလုံးကအဆင်ပြေနေတယ်အဲ့တို့ကြောင့်အာစနယ်ရဲ့စကွတ်တက်ဖြစ်မှုဒီဒီပွဲစဉ်မှာအများကြီးစကားပြောသွားပါလိမ့်မယ်သူတို့အဓိကလူစင်းကိုတုံးကျင်မှာတော့တုံးပါပါအာဒေတာဒီပွဲချင်းစီအာယုံစိုက်တက်တဲ့နီးပြတယောက်ဆိုတာမှန်တယ် EFL ကတ်ကလည်းလုံးဝအရေးမကြီးတော့မဟုတ်ဘူးဖြစ်နိုင်ရင်တော့ဖလားစုံတင်းကျင်မှာပေါ့ဗျာဒါပေမဲ့လည်းနေဖို့ညတာခြံဖို့တော့လိုတယ်ထပါဘလို့ပဲဖြစ်ဖြစ်ဒီပွဲချင်းစီအာယုံစိုက်တီဖြစ်စေနောက်ပွဲကိုကြွတင်ပြင်ဆင်တီဖြစ်စေ ်အာစတင်မှာလုံလောက်တဲ့လူစင်းစုဖွဲ့မှုရှိနေတယ်အရန်ကုန်းမှာထိုင်နေတဲ့ကောင်တွေကိုရော့မင်းပွဲထွက်ကစားဆိုရင်တော့အဲ့ဒီကစားသမားတွေကနိုင်ပွဲတပွဲရဖို့အတွက်ကစားနိုင်စွမ်းအပြည့်ရှိတယ်တိတ်ပြီးစိတ်ပူနေကြမလို့ဟာမာတင်ဇူဘီမန်ကြီးမပါလို့ကွာဒီပွဲမှာဘလို့လုံးမလဲနော်ကတ်ဝင်ကစားလိမ့်မယ်။ဒက်ကလန်ရိုက်စ်အနာပေးလို့ကွာ။အီသန်ဝန်နရီစော့လိမ့်မယ်။စသဖြင့်ပေါ့နော်။အာစတင်တင်းဒီကစားသမားတယောက်နဲ့တယောက်ကြားထဲမှာအဲ့လို link ကောင်းအောင်ဖွဲ့စည်းတိစောက်ထားနိုင်တယ်။တစ်ဖက်က Brighton Brighton သည်ကစားသမားတချို့ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတယ်။ Man United နဲ့ပွဲမှာဆိုရင်အသင်းရဲ့အဓိကတောင်ပန်ကစားသမား Mito မှာမပါနိုင်ဘူး။ Yankuba Minet တယောက်ထဲနဲ့ကစားသွားခဲ့ရတယ်။အဲ့တော့ Minet ကလည်းအရန်ကောင်းတဲ့ dribbler တယောက်ဆိုပေမဲ့သူလည်းလူသားပါပဲ။စက်ရုပ်မဟုတ်ပါဘူး။ပွဲစဉ်တိုင်းမှာ performance အပြည့်ထွက်ဖို့ဆိုတာထင်သလောက်လွယ်မနေဘူး။ အဲ့မင်းနက်က right win မှာများသောအပြင်ကစားတယ် performance အပြည့်ထွက်တဲ့เนาะ fitness ပြည့်နေတဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းကလည်းမကစားထားရတဲ့ Lewis Kelly က control လုပ်မှာဒါကကျွန်တော် for example လေးပဲပြောပြတာအဓိက highlight လို့ပြောချင်တာအဲ့လို squad ဖြစ်မှုရပြိုင်ပွဲစုံဘယ်ပြိုင်ပွဲပဲပြိုင်ပြိုင်အားဖြစ်စေတယ်အတားကြီးရဒီတော့ကြောင့် Arsenal ဒီ Brighton ဘလောက်ပဲကစားပုံကောင်းကောင်း Hazard ဘလောက်ပဲအရည်သွေးရှိရှိအပေါ်စီးကနေကစားမဲ့ club တင်းတင်းဖြစ်နေအောင်ပါ။ Okay ဒါတော့ key points လေးတွေ အာစတဲတင်နိုင်ဖို့အတွက်ကတော့အရင်ခက်ခဲမနေဘူးဒါပေမဲ့ကျွန်တော်တို့ကြည့်ရမှာလိုအပ်တဲ့တွင်ကိုပမာဏရပါမလားဘယ်အသင်းနိုင်မလဲပြောရင်တော့အာစတဲနိုင်မယ်လို့ပြောလိုက်တာလွယ်တာပေါ့ဗျာသိရမလားဒါပေမဲ့လိုအပ်တဲ့တွင်ကိုတွေအကျော်ပေးမှုတွေကိုအာကြီးကြော်ဖြတ်သွားနိုင်ပါမလားဆိုတဲ့အပိုင်းကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ဆိုတော့အာရှမှာဘယ်လိုအကျော်ပေးထားသလဲအာစတဲအသင်းကတကူးသွင်းအောင်မှတဝက်ရှုံးဆိုတဲ့အကျော်ပေးမှုပေးထားပါတယ်အာစတဲတွင်ကိုတွေဒီဘရိုတို့တွားမကြည့်နဲ့1 C 2 C ရသေးကြတယ်သူက1 C 2 C ပဲတွားမှာ အတိဒရှင်းတယ်3 D 4 D ရပြီဗျာယာတိကုံဖလားမရရဘာဖြစ်လဲဘာမဖြစ်ဘူးလေအဲ့တော့ twin go တွေဆိုတာအရေးပါတယ်ဆိုတာမှန်ပေမဲ့အနိုင်ရစီမဲ့ twin go တကူကိုထိန်းနိုင်တာကပို့ပြီးတော့အဲ့ဒီအနိုင်ရလက်ကသေကြတယ်အခု handicap ရအာစနယ်အကြောပြမှုသည်ပြင်းတယ်လို့ကျွန်တော်ထင်တယ်ဗျတူတယ်ကိုနဲ့တစ်ချက်ပြောင်းချင်းကြည့်အောင်3 D 3 D ရဲ့ပုံစံအရ i 1 C လား2 C လားဆိုရဲပုံတံမျိုးပဲတွားဖို့များတယ်ပြီးခဲ့တော့ဘောလုံးရာသီတုန်းကလို့အာစတန်က3-5ခု twin မယ်လို့မယုံကြည်သင့်ဘူး 1C 2C နဲ့ပိတ်ကံတဲ့ပ ုံစံမျိုးတွေကများမှာပဲအဲ့ဒါကပြိုင်ဘက်ကဘလောက်ကောင်းတဲ့အသင်းဖြစ်စေနော် Brighton ဘလောက်ကောင်းကောင်းစိတ်မဝင်စားဘူးနောက်ဆုံးပြ Champion League မှာ Tico နဲ့တွေ့တယ်ဟာ bro Tico ကအဲ့ဒီပွဲမတိုင်ခင်ကျွန်တော်တပွဲကြော်ရလားမသိဘူးနှစ်ပွဲစတိုက်၁၀ကိုးသွင်းရတဲ့အသင်းတော့တိုက်စစ်စုဖွဲ့မှုကြီးကရှယ်ကြီးအဲ့လိုအသင်းကိုဖြုံးတာ4သီးဆိုပြီးတကူမှတော့ပြန်မသွင်းနိုင်ဘူးအဲ့တို့ကြောင့်ဟို EPL အသင်းချင်းစုံတွေ့တယ်ဆိုပေမဲ့ Arsenal ကိုကျွန်တော်တွေကဟိုဘယ်လိုပြောမလဲခက်စစ်ကနေ ကိုပြန်ပေးရနိုင်တယ်ဆိုတဲ့အတွေ့အမျိုးဘလို့မှတွေးလို့မရအောင်ခန်းစစ်ကိုချစ်ချစ်လေးလေးနဲ့ပဲဆက်လက်ကစားလာနိုင်တယ်။ဒဏ်ရာကစားသမားတချို့တော့ရှိနိုင်ပါတယ်။ကျွန်တော်တို့နောက်ဆက်တွဲတဲ့တင်အသေးစိတ်မရသေးတဲ့အတွက်ကြောင့်ဘလောက်ထိအားယူရမယ်ဘာညာမသိတာပါ။ Declarize to William Saliba တို့နာသွားတဲ့ဖြစ်စဉ်လေးတွေကျွန်တော်တို့မြင်ခဲ့ရပါတယ်။ဆိုတော့ဒီဘက်မှာ Arsenal အတွင်းကိုတွေမြောင်များစွာမြင်ရဖို့တော့မရှိဘူး။တလုံးတဝက်ရှုံးဆိုတာကလည်းမစိုးလာပါတော့နော်။ပြင်းတော့ပြင်းတယ် risk ယူပြီးတော့အားပေးရလိမ့်မယ်ဒီပွဲပြီးရင် Arsenal တင်းတွေ့မဲ့အသင်းကလည်း ban လေးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲတင်ကိုစင်ပြေတယ်လို့တော့သူတို့ကစားသွားဖို့ရှိတယ်โอเคအဲ့တော့ handicap ရွေးချယ်ကြည့်အောင် ကျွန်တော်က Brighton ကိုနည်းနည်းစွန့်စားကြည့်ရင်ကောင်းမလားလို့ဘာကြောင့်လဲဆိုတော့လေ 1D ဆိုရင်တော့ Arsenal အသင်းရွေးချယ်ခြင်းတရားတော့ဖြစ်တယ်။တလုံးတဝက်ရှုံးဆိုတဲ့အခြေအနေမျိုးရအာကြီးနိုင်သွားမယ်ဆိုရင် 1C 50%လောက်ရှိတယ်လို့ 2D လည်း50%လောက်ရှိနိုင်တယ်။ဒါမဲ့ Brighton အသင်းရဲ့နောက်ခံကစားသမားတချို့တဲမှာစောစောင်ကြီးကောင်းတဲ့သူတွေပါတယ်။ထားပါတော့ဗျ Van Hackey တို့လို့နော် Louis Dang တို့လို့ player မျိုးတွေတောင်ပံကစားသမားတွေထဲမှာလည်း Yanguba Minnet တို့လိုမျိုးထိန်းချောင်းအပ်ခတ်တဲ့သူတွေပါတဲ့အခါကျတော့ Arsenal အသင်းပွဲကိုထိန်းထိန်းသိမ်းသိမ်းနဲ့ကစားပြီး နောက်တစ်ဆင့်တက်သွားမယ်လို့ထင်တယ်ကိုပြက်တွေအများကြီးသွင်းမှုမျောလင်းလို့မရတယ်လို့1 C 2 C ကနေ2 1ဆိုတဲ့ပုံတံမျိုးလေးလည်းဖြစ်သွားနိုင်တယ်ဗျအဲ့တော့ကြောင့်ကျွန်တော်ကတော့ Brighton သင်းကိုရွေးချယ်ပေးခြင်းနဲ့ Arsenal နိုင်ဖို့တည်ကြပါတယ်ကိုပြက်ဖို့အတွက်မတည်ကြတဲ့အတွက်ကြောင့်ဒါကျွန်တော် Brighton ကိုရွေးချယ်ပေးလိုက်တာပါကဲကျွန်တော်နောက်ထပ်တစ်ပိုင်းကဒီနေ့သင်းကြားရတဲ့ကိန်းနဲ့အချက်လက်လေးတွေအနည်းငယ်ပြောပြချင်ပါတယ်ဟတ်တူကထိတိုက်တွေ့ဆုံမှုမှာ Arsenal က3ချိန်နိုင်ထားတယ် Brighton က2ချိန်နိုင်ပြီး2ချိန်တည်ကြထားတယ်နောက်ဆုံး2ချိန်ဆက်တိုက် တရေပွဲဖြစ်ထားတာကိုသတိပြုရပါလိမ့်မယ်။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိမှာနှစ်ကြော့တွေ့ခဲ့တဲ့အိမ်ကွင်းအဝေးကွင်းတရေပွဲတွေဖြစ်ခဲ့ပါတယ်။အိမ်မတိုင်ခင်အချိန်ကာလတုန်းကအာစနယ်ကနှစ်ကြော့လုံးနိုင်ခဲ့တာရှိတယ်။3-0 2-0အဒီမတိုင်ခင်အချိန်တုန်းက Brighton က3-0နဲ့ပြန်နိုင်ခဲ့တယ်ပြီးတော့4-2ဆိုတဲ့ရလဒ်တွေတော့ရှိခဲ့ဘူးလေပေါ့နော်။အဲ့တို့ကြောင့် head to head မှာ Brighton ကလည်းအာစနယ်ကိုပြန်ပြီးဒုက္ခပေးထားတဲ့အစဉ်လာမျိုးလေးတွေရှိပါတယ်။ အခုနောက်ဆုံးကစားရတဲ့ပွဲစဉ်6ပွဲရလဒ်ကိုထပ်ပြောပါမယ်။အာစနယ်က6ပွဲလုံးနိုင်ထားပါတယ်။အဲ့ဒီ6ပွဲမှာအာစနယ်တင်ပေးခဲ့ရတဲ့ပေးကူကတကူပဲရှိပါတယ်။အဲ့ဒီတကူကလည်း Newcastle United နဲ့ပွဲပါ။ Newcastle နဲ့ပွဲပြီးနောက်ထပ်ပွဲစဉ်5ပွဲလုံးမှာအာစနယ်တင်တကူမှမပေးရတော့ပါဘူး။2စီ2ပွဲ1စီ2ပွဲနဲ့4စီ2ပွဲရှိပါတယ်။အင်ကွေးဝေးကွေးမြေအာစနယ်ကတော့2စီဆိုတဲ့ရလဒ်ကတေချာနေတဲ့ပုံစံမျိုးပါ။တစ်ဖက်က Brighton ကတော့ဂိုးတွေတောက်လျှောက် လိုင်လိုင်ပေးထားရတဲ့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်နဲ့2ပွဲတည်ကြတဲ့တပွဲရှုံးတယ်ရှုံးတဲ့ပွဲကမန်ချက်စတာယူနိုက်တက်ကိုရှုံးတဲ့ပွဲဆိုးတော့မဆိုးပါဘူးဂိုးလေးတွေတော့ပြန်ပြီးသွင်းတယ်ဒါပေမဲ့ပေးကိုတွေပေးရတဲ့ကန်စစ်တန်းကိုလည်းတစ်ချက်တော့ဂယုပြရပါလိမ့်မယ်ဆိုတော့ကျွန်တော်နောက်ထပ်တစ်ပိုင်းအာစတန်တင်းရဲ့အိမ်ကွင်း6ပွဲသက်ရလက်တပွဲမှမရှုံးထားပါဘူး9ပွဲနိုင်ပြီးတပွဲတည်ကြတာတစ်ဖက်က Brighton ကတော့3ပွဲနိုင်တပွဲတည်ကြပြီးတော့2ပွဲရှုံးထားပါတယ်ဒါက Brighton ရဲ့အဝေးကွင်း6ပွဲရလက်ပါအဲ့တော့အဝေးကွင်းရလက်ရ Brighton ကအရင်တော့ မကောင်းဘူးဆိုရင်ပဲလေတချို့ရလက်လေးတွေကစိုးတော့မစိုးပါဘူးဥမာ Chelsea ကို3-1နဲ့နိုင်လိုက်တဲ့ပုံစံမျိုးလေးတွေ Bansley ကို6-0နဲ့နိုင်တဲ့ပုံစံမျိုးလေးတွေပေါ့နော်တံပြန်ဒုက္ခပေးနိုင်ဆိုရင်တော့ရှိနေပါတယ်ဆိုတော့အနည်းချုပ်ပြီး conclusion ပြန်ဆွဲရမယ်ဆိုရင်ဒါကျွန်တော်အနည်းချုပ်ရွေးချယ်တဲ့ဟာကိုပဲအတည်ဦးနော် handicap ကမှန်တယ် Brighton သင်ရွေးချယ်ခြင်းစရာမျိုးလေးတော့ဖြစ်တယ်ဒါပေမဲ့လေကျွန်တော် priority ကခွဲပေးချင်တာက total ကို over ရောအနည်းငယ်စွန့်စားကြည့်ခြင်းတယ် brighton က9တော့သွင်းပါပဲဗျာအဲ့တော့ကြောင့် total ကို over နဲ့ second priority ရွေးချယ်မှုကတော့ handicap brighton တို့ဖြစ်ပါကြောင်းတုံးသက်ဆွေးနွေးတဲ့ video လေးဒီမှာနားခွင့်ပြပါခင်ဗျာ